ီမှာသူကဘာပါလဲဆိုတော့ကျွန်တော်တို့ဒီအာ Arabic ကျွန်တော်တို့ဒီဒါကိုသူက Peter လို့ခေါ်မလားဘူးပေါ့နော်ဒါကိုဒီဒါကိုပတ်ထားတဲ့ဟာပေါ့နော် Peter Peter ဆိုတော့ဒီထဲမှာဘာပါလဲဆိုတော့အမ် chicken ပါပြီး mayonnaise ပါပေါ့နော်အထက်မှာ mayonnaise နဲ့အဆက်အဆက် mayonnaise ကျွန်တော်ထည့်ထားတာပေါ့နော်အဲဒါကိုကျွန်တော်တို့ကဒီမှာ chicken shower မလို့ခေါ်တာပေါ့နော်အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အိမ်သားလေးက ားသောဆိုင်တစ်ခုပေါ့နော်အဲ့မှာကျွန်တော်တို့ဒီမေဒ်အီးအစားအစာတစ်ခုဖြစ်တဲ့ရှာဝါမပေါ့နော်ဒီမှာတော့ကျွန်တော်တို့က chicken shawarma ပြီး shawarma ပေါ့နော်အာပြီးရင် lamb ပေါ့နော်အာ chicken shawarma ကတော့နာမည်အကြီးဆုံးပေါ့နော်အာအဲ့ဒါကိုကျွန်တော်သွားစားတဲ့ video လေးကိုရိုက်ထားတာပဲဖြစ်ပါတယ်အမ်ဘူတုတရကြတဲ့အနေနဲ့ဘူတုတပေးစီပေးကြတဲ့အနေနဲ့ကျွန်တော်ရိုက်ထားပဲဖြစ်ပါတယ်တော်တော်များများကဒီကျွန်တော်တို့ UAE Dubai Abu Dhabi Middle East မှာနေရတဲ့လူတော်တော်များများဆိုတော့ကျွန်တော်တို့ဒီ ရှာဝမ်းမားကိုပုံမှန်များတိတိကျဖြစ်မှာပါဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေပဲဖြစ်ဖြစ်အခြားနိုင်ငံကလူတွေပဲဖြစ်ဖြစ်မတိသေးတဲ့လူတွေအတွက်ဒီ Middle East ကကျွန်တော်ရှာဝမ်းမားဆိုတာဒီအစားအသောက်ကဘယ်လိုပုံစံမျိုးလဲဆိုတာကျွန်တော်အားလုံးကိုအာ share လုပ်ပြီးကျွန်တော်သာသောဆန်ကိုသွားစားတဲ့ပလော်လေးကိုကျွန်တော်ရိုက်ထားပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းတူတူသာသောဆန်ကိုသွားလိုက်ကြမယ်နော် ွာကျွန်တော်တို့စားတော့ဆန်ကိုရောက်လိုက်ပေါ့နော်ဒါစားတော့ဆန်ရဲ့နောက်ဖွေးလို့ပေါ့ပေါ့နော်ဒီကျွန်တော်တို့စားတော့ဆန်ရဲ့နောက်ထဲမှာလဲကျွန်တော်တို့ကဒီသူတို့ခုံလေးချထားပြရနော်ခဏလေးနော်ကျွန်တော်စကူတာတော့ခပ်ပြီးမှသွားလို့ရမှာမလို့ကျွန်တော်ဒီနာကဒါစပိန်တော့ခတ်တဲ့နေရာပေါ့နော်ကျွန်တော်ဒီမှာစကူတာတော့ခတ်ခဲ့တာပေါ့နော် ုဒါကျွန်တော်လာတဲ့စသောက်ဆိုင်ပေါ့နော်အာဒါကတော့စသောက်ဆိုင်ရဲ့နောက်ထဲပေါ့နော်ဒီစသောက်ဆိုင်နောက်နောက်ထဲမှာလည်းကျွန်တော်ခုံလေးချထားတာပေါ့နော်ဒါမှမဟုတ်ကျွန်တော်နေဘူးရဲ့အတွက်ကြောင့်ကျွန်တော်နောက်ထဲမထိုင်တော့ဘူးကျွန်တော်ရှေ့ရနေပဲဝင်တော့မယ်ပေါ့နော်ဟောရှေ့ရနေသွားမယ်ပေါ့ကွာကျွန်တော်ရှေ့ရတွေ့ရတဲ့ဟာစသောက်ဆိုင်ပေါ့နော်ဆိုတော့လက်ဖားလို့ခေါ်မလားမသိဘူး Lavani Sado symbol on your corner. Thank you. ဟုတ်တယ်ကျွန်တော်ဒီမှာမီနျူးစကြည့်နေပေါ့နော်မီနျူးမှာဘာစားမလဲဆိုတော့ကျွန်တော်တို့ chicken shawarma chicken shawarma chicken shawarma ကျွန်တော်ပြမယ်နော်မီနျူးကျွန်တော်ဒီမှာဒါကို chicken shawarma လို့ခေါ်ပါပေါ့နော်ဒီမှာ chicken shawarma ပြီးရင်အောက်က beef shawarma လို့ရှိရပေါ့နော် တော့အယောလဲမှာလို့ရရပါတော့ဒီဘက်မှာဆိုရင်ကျွန်တော်တို့အယောဒါဆိုရင်ဒီမှာ Arabic mix ပေါ့နော် Arabic mix ဆိုရင်ကျွန်တော်အကုန်လုံးယောထားပါဘောနော် chicken shawarma နဲ့ beef shawarma နဲ့ယောထားပါဘောနော်ဒီ shawarma ဒီကျွန်တော်တို့ plate ပေါ့နော်ဒီသူတို့ဒီဟိုဟာအသားအသီးတန်လဲကျွန်တော်မှာလို့ရရပါဘောနော် ဒါပေမဲ့ကျွန်တော်ဒီနေ့ကတော့ကျွန်တော် chicken shower မှာပဲစားအောင်ပါနော် chicken shower မှာမှကျွန်တော်တို့ကမှားမယ်ဆိုရင်ဘယ်လိုမှားမလဲဆိုတော့ကျွန်တော်ကဒီမှာ small ရှိရယ် big ရှိရယ်ပေါ့နော်အာပြီးရင် single တာပဲရှိရယ်ပေါ့နော်ကျွန်တော်လောလောဆယ်တော့ single ပဲမှားတော့မယ်ဘာကြောင့်လဲဆိုတော့တယောက်ထဲစားမျိုးပေါ့နော်ဒါပဲဆိုရင်ကြအရန်ဟိုအများကြီးဒီလိုမျိုးအလိတ်လေးအများကြီးတို့ဒီလိုအလိတ်လေးအများကြီးတို့ချပေးမှာပေါ့နော်အဲကျွန်တော် single ပဲမှားလိုက်တော့မယ်နော် Can I order? I have uh, one Lebanese ch uh, chicken shawarma single. Chicken Arabic meal, single, yeah. Lebanese Yeah, Um, do you have uh, Diet Coke or maybe Diet Pepsi? Yeah, one Diet Pepsi. Just, just Diet Pepsi. Mm -hmm. yeah. yeah. yeah, with ice. Mm -hmm. Huh? No problem. no problem. Okay, thank you. Yeah. Yeah, that's all for Arab now. English. Yeah. 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 Single double box. <laughs> Single, just single, so, yeah. You want the spicy or, or no? Spicy, yeah. Spicy. Spicy, yeah. Thank you. Yeah, thank you. ကျွန်တော်ခုနပုံမှန်ကျွန်တော်မှာတဲ့အထဲမှာသူကဘာကြီးမေးလဲဆိုတော့ကျွန်တော်တို့ chicken shawarma chicken shawarma မှာကျွန်တော်ကလက်ပန်းလေးစားဒါမှမဟုတ်ပုံစံတခြားကျွန်တော်တို့ဒီဒီမှာပါရတဲ့ chain ဆိုတာပါဆိုတာကျွန်တော်လည်းသိတော့နားမလည်ဘူးပေါ့နော်ကျွန်တော်တော့ကျွန်တော်ကပုံမှန်ဆိုတော့ chicken shawarma စားရဆိုရင် Lebanese အာ chicken shawarma အာ Arabic ပေါ့နော် Arabic chicken shawarma ကိုစားတယ်ပြီးရင် single စားတယ် အဲပြီးရင်ကျွန်တော်တို့က spicy လား non spicy လားပေါ့နော်တို့ရောဘာလဲဆိုတော့ sauce က spicy နဲ့ non spicy နှစ်မျိုးရှိရဲအဲကျွန်တော်တို့ဒီ mayonnaise sauce ပေါ့နော်သူအဲ့ဒီ chicken shawarma မာရဲကိုထည့်တဲ့ mayonnaise sauce ကကျွန်တော်တို့အဆက်ပေါ့နော်ကျွန်တော်ပုံမှန်ဆိုတော့အဆက်ပဲစားရများတယ်အာကျွန်တော်အကြိုက်ပေါ့နော်တို့အဲ့ဒါကြီးမေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အာဒီ drink ကကြပါတောက်မှာလဲဆိုတော့ကျွန်တော်ဒီ diet pepsi ပေါ့နော် diet pepsi ဆိုတော့ကျွန်တော် sugar မပါတဲ့ဟိုပါပေါ့နော် pepsi ပေါ့နော်အာဒါဒါ ဒါကျွန်တော်မှားလိုက်တာပေါ့နော်စားတော့လာတဲ့ချိန်ကျွန်တော်ဒါခဏစောင့်နေရပေါ့နော်ကျွန်တော်ဒီနောက်ထပ်တစ်ခုအာအလုံးပြပြချင်တာဒီလိုမျိုးဆိုင်နေမှာပေါ့နော်ကျွန်တော်တို့လာစားလာချတဲ့စားတော့ကဟိုလက်နဲ့ကိုင်းစားရတာများရပေါ့နော်အဲ့တကြောင်တို့ကဘာကြီးထားပစ်ထားလဲဆိုတော့ဒီလိုမျိုး hand sanitizer ရေပေါ့နော်ဒီ let cleaning gel တွေပေါ့နော်အဲ့လိုမျိုးခါရထားပေးထားတယ်မစိုးဘူးပေါ့နော်ဒါဒါကတော့ဒီနိုင်ငံကအတိုင်းတော်တော်များများမှရှိပါတယ်ဒီဆိုင်မှာတော့မဟုတ်ပါဘူးအဲ့ကျွန်တော်တို့ဒီ ချို့လက်သွားစီးရနေရာလေးရှိရပေါ့နော်အတိုင်းမဲ့လို့ကိုယ်တကယ်လို့အာလက်မစေးခြင်းမှုဆိုရင်တော့မှဒီကျွန်တော်ဒီ cleaning gel ရှိရ hand sanitizer တွေထားပေးထားရဆိုတာအဆင်ပြေလို့ပြောလို့ရရပေါ့နော်ကျွန်တော်ဒီဒီ chicken shawarma ဒီ shawarma ပေါ့နော် shawarma စားတော့ကဘာစားတော့လဲဆိုတော့ကျွန်တော်တို့ဒီ middle east ပေါ့နော်ကျွန်တော်ဒီ middle east ကအာစားတော့ထဲကတမျိုးပေါ့နော် အမ်တော်မင်းများမိတဲ့ is နိုင်ငံသားတွေတော်မင်းများရှယ်ဝါမောက်စားကြတယ်ကျွန်တော်တို့လိုဒီမှာဒီနိုင်ငံမှာလာပြီးတော့အလုပ်လုပ်ကြနေတဲ့နေထိုင်နေတဲ့လူတွေအတွက်က chicken ရှယ်ဝါမောက်ကိုကျွန်တော်တို့ပမာတုံးစားဖို့ရဆိုရင်မစိုးဘူးပေါ့နော်ကျွန်တော်ဆိုရင်ဒါ chicken ရှယ်ဝါမောက်စားတာဒါနဲ့ဆိုရင်၃လေးကလောက်တော့ရှိသွားပြီပေါ့နော်တကယ်တမ်းကျွန်တော်ဒီနိုင်ငံမှာနေတာကျွန်တော်နှစ်နှစ်နီးပါးရှိတော့မှာပေါ့နော်ဒူဘိုင်းမှာနေတာဒါပေမဲ့လို့ အာကျွန်တော် chicken shawarma မှာတိတ်မစားဘူးပေါ့နော်ဒါတစ်ခါလေးမှစားပြစ်တယ်ဒါပေမဲ့စားလို့ကောင်းတယ်ပေါ့နော်သူကရတာရှိတယ်အာဒီနိုင်ငံပြီးရင် Middle East UAE ပေါ့နော်အာဒီအစားတောက်တွေရဒီ popular အစားတောက်တွေအစားတောက်တွေရတစ်ခုလည်းဖြစ်တယ်ပေါ့နော်သူကဈေးနှုန်းအနေနဲ့ကဆိုင်ပေါ်မှာလည်းမူတည်ရအာပြီးရင်ကျွန်တော်တို့နေရာဒီပေါ့နော်ဟိုနေရာဒေသ အလိုက်မာနေမှုတွေပေါ့နော်တချို့နေရာတွေကျွန်တော်တို့ဒီ Erica Bad တို့ကျွန်တော်တို့ Dera Bad တို့ဆိုမှဆိုရင်ဈေးကျွေးဆိုင်တွေလည်းရှိရပေါ့နော်ဒီဆိုင်ကတကယ်တမ်းဈေးကြီးရဆိုင်တွေတော့မပါဘူးအာဒါမဲ့ဈေးက median price ပေါ့နော်ဟိုအရန်ကြီးဈေးကျွေးလည်းမဟုတ်ဘူးရန်ဈေးကြီးရလည်းမဟုတ်ဘူးပေါ့နော်အာဒီကျွန်တော်မာတဲ့ chicken shawarma ဆိုရင်သူကဘာပါလဲဆို chicken shawarma ပါမယ်အာပြီးရင်ဘာပါသေးလဲဆိုတော့အာကျွန်တော် french fries ပေါ့နော်ဒီအာလူကြောင်ကျော်လေးပါမယ်အဲ အဲ့ဒါကိုမှကျွန်တော်22ပေါ့နော်22 durance ဆိုတော့မြန်မာငွေနဲ့ထွက်မယ်ဆိုရင်ကျွန်တော်တို့2000ဝက်လောက်တော့ကြာပါတော့နော်အဲဒါပေမဲ့တချို့ sign နေမှာကြာကျွန်တော်တို့ဒီဒီ key sign လေးရှိရပေါ့နော် key sign လေးဆိုတော့ကျွန်တော်တို့အာခိုင်ပြန်နေရမရှိဘူးကျွန်တော်ဝယ်ပြီးတော့ကိုယ့်အကူကိုအာ parcel ထုတ်ပြီးစားရတဲ့ sign လေးပေါ့နော်အဲ့လို sign လေးမှာဆိုရင်ပို့ပြီးတော့ဈေးချွာမျိုးလေးရှိရပေါ့တချို့ဆိုရင် chicken shawarma ကိုအာ8 durance လို့တောင်းမို့ဘူးဆိုရင်အာ10 durance လို့လောက်ထင်ကြရပေါ့နော် thank you sorry yeah basically yeah ဒါကျွန်တော်အစားတောက်ရောက်လာပြီပေါ့နော်ဒီမှာ chicken shawarma ပေါ့နော်ကျွန်တော်အမိကတည်းကလိုက်ပြတယ်နော်ခုဒါ chicken shawarma ပေါ့နော်ဒီကောင်ကဘာလဲဆိုတော့ကျွန်တော်ဒီကောင်က mayonnaise လို့အာပြောတာပေါ့နော် mayonnaise အာပြီးရင်ဒီကောင်ကတို့အချင်းဖောက်ထားတဲ့ကျွန်တော် olive ပေါ့နော်ညှို့သီးပါမယ်ဒါကအချင်းဖောက်ထားတဲ့ကျွန်တော်တို့ဟိုပေါ့နော်အာမြန်မာလိုပြောမယ်ဆိုရင်ဗာလဲကျွန်တော်တို့ဟိုအာ မုံလာဥပေါ့နော်ချင်ပေါက်ထားတဲ့မုံလာဥအဲ့ဒါကမှသူကအယောင်ဆိုးထားတဲ့အထက်မှာအယောင်ဆိုးထားပါတော့ပြီးရင်ဒါကကျွန်တော်တို့ pickle ပေါ့ပေါ့နော်တူပါကျွန်တော်တို့တခွားသီးပေါ့နော်တခွားသီးကိုမှသူချင်ပေါက်ထားတာပေါ့နော်အမ်အခုဒါကဒီမှာဒါက french fry ပေါ့နော်အဲ့ပေါ်မှာသူက aerobic အမှုန်လေးချူထားတာပေါ့နော်ပြီးရင် yeah thank you အာပြီးရင်ဘာပါလဲဆိုတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်အာဒီ chicken ပေါ့နော်အထက်မှာဒီမှာဒီမှာသူကဘာပါလဲဆိုတော့ကျွန်တော်တို့ဒီအာ Arabic ကျွန်တော်တို့ဒီဒါကိုသူက Peter လို့ formula ပြီပေါ့နော်ဒါကိုဒီဒါကိုပတ်ထားတဲ့ဟာပေါ့နော် Peter Peter ဆိုတော့ဒီထဲမှာဘာပါလဲဆိုတော့အမ် chicken ပါပြီး mayonnaise ပါပေါ့နော်အထက်မှာ mayonnaise နဲ့အဆက်အဆက် mayonnaise လို့ထည့်တာပေါ့နော်အဲဒါကိုကျွန်တော်တို့ကဒီမှာ chicken shawarma လို့ခေါ်တာပေါ့နော်တချို့ဆိုင်တွေမှာဆိုရင်ဒါမျိုး cap cap ဟိုပါပေါ့နော်ဖြတ်ပြီးတော့မပေးဘူးအာလို့ပါပေါ့နော်အပတ်လိုက်တိုင်းပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံလို့ပြောမှဆိုရင်တော့လက်ခုတ်ပေါ့နော်လက်ခုတ်ကိုမှကျွန်တော်တို့ကမခုတ်ဖဲနဲ့ပေးရပေါ့နော်အဲ့လိုမျိုးပေါ့ ။ဟုတ်။ဟဲမှာဟဲမှာဘာဘယ်လိုမျိုးအရသာခံစားရလဲဆိုတော့အချင်ပါမယ်အစိမ့်ပါမယ်ပြီးရင်အငံပါမယ်ပေါ့နော်အဲသုံးမျိုးလုံးကိုထည့်ပြီးတော့လောက်ထားရပုံစံမျိုးပေါ့နော်ဆက်လို့ကောင်းတယ်ရန်ဆက်လို့ကောင်းတယ် is a word. ဆိုတော့ typically ရကျွန်တော်တို့အဲ့ဒီ AB စဖို့အတွက်ထည့်ပေးတာပေါ့နော်ချိုးကတော့မကြိုက်ကြဘူးကျွန်တော်တို့အကြကြီးလည်းမဟုတ်ဘူးမကြိုက်လည်းမဟုတ်ဘူးဒါပေမဲ့စားဖြစ်တယ်ပေါ့နော် อืมอ่ะอารู้จั่วเลยกูมาจั่วပြီးတော့ไปอ่ะဆိုจั่วเนี่ยจริงๆเนี่ยจิโร่อ่ะตัวอัชิงผอกท้ายเลยบอกอ่ะซ่าไลน์ยังเสร็จเลย ဘိုင်းတို့ Middle East um UAE တို့လာမဲ့လူတွေအနေနဲ့တကယ်လို့ဒီနိုင်ငံရောက်တယ်ဆိုရင်ကိုက tourist အနေနဲ့ရောက်တာလို့ဖြစ်ဖြစ်လာပြီးလောက်လောက်လောက်တာလို့ဖြစ်ဖြစ်ပေါ့နော် chicken shower မှာတော့မရှိမနေဖိုင်းတဲ့နေပေါ့နော်ဘာလို့ဆိုတော့ဒီကနိုင်ငံ popular စားတော့ခဲ့တာတစ်ခုလည်းဖြစ်တယ်ပြီးရင်ရတာလည်းအရင်ရှိရပေါ့နော်ဟုတ်ကော

စားလို့ကုန်သွားပြီပေါ့နော်။ညနေပဲကျန်တာမစားဆက်ပြီးတော့ကျွန်တော်မစားနိုင်တော့ဘူးပေါ့နော်။တော့စင်ပတ်စံရှင်းဖို့အတွက်စောင့်နေရပေါ့နော်။အဲ့တော့ကောင်တာမှာတော့ရှင်းရမှာတင်။ Thank you. Thank you. အားလုံးပေါင်းလောက်ကြလဲဆိုတော့ကျွန်တော်တို့ဟိုကကြပေါ့နော်25ပေါ့နော်25တာဘန်ဆိုတော့မန်ဂိုနဲ့တွက်မယ်ဆိုရင်ခုနေဆိုရင်3000ပေါ့နော်အဲ့လောက်အဲ့လောက်လောက်ပတ်ကြပေါ့နော်အော်ဒီနေ့ကျွန်တော်ဗလော့လေးရတော့ဒီမေတဲ့ East Car Popular အစားတောက်တွေရတစ်ခုဖြစ်တဲ့ရှာဝါမပေါ့နော် Chicken Shawarma ကဘယ်လိုပုံစံမျိုးလဲဆိုတာကိုအားလုံးကိုသိသိချင်းတဲ့အတွက်ကြောင့်ဒီ sharing ဘလော်လေးပုံစံမျိုးနဲ့ကျွန်တော်အားလုံးကိုအာဘလော်လေးကြိုက်ပေးတာပဲဖြစ်ပါတယ်အဲ့တော့ now ဘလော်လေးမှာလည်းကျွန်တော်တို့ဒီ UAE ဒူဘိုင်းကစားတောက်တစ်ခုခုဒါမှမဟုတ်ဘူးဆိုလည်းတခြားဘုဒ္ဓရဘုဒ္ဓရရစရာတစ်ခုခုကိုကျွန်တော်အားလုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ထားလို့ရပါတယ်တကယ်လို့စိတ်ဝင်စားရဆိုပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်လောလောဆယ်တော့ပြန်ပြန်နေရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်ဘိုင်ဘိုင်